လူခန္ဓာရတာကံကောင်းတယ်လူခန္ဓာဟာလက်တွေရဲ့ခန္ဓာလို့မဟုတ်ဘူးတိတ်တာဝင်ကြည့်တယ်အိုချိန်တန်အိုပြတ်လိုက်တယ်နာချိန်တန်နာပြတ်လိုက်တယ်သေချိန်တန်ရင်သေပြတ်လိုက်တယ်ဘဝအနှစ်အမြန်ထွက်နိုင်ရေးအတွက်အိုချင်းနာချင်းကအမေ့ရအောင်အမြဲတတိပေးနေတယ်အိုရဲနာရဲတည်တယ်ဆိုတာကုသိုလ်မြင်မြန်လုပ်ဖို့အတွက်ခန္ဓာကတွန်းအားပေးတာတဲ့လက်တွေမှာတော့အိုတော့လေအိုယုံမပြနာတော့လေနာယုံမပြတေတော့လေအလောင်းကမကြံခဲ့ဘူးဆိုတော့ငါးပြအာယုံကာမဂုဏ်တွေနဲ့ပဲ တစ်ချိန်ကိုဗေမျောပြီးတော့နေကြတာစားရတော့ရမှာကတော့မိတယ်ဆိုပဲသူတို့မှာအိုနာတေကထေရှားမပြတော့လူတွေလောက်ကုသိုလ်အလုပ်တရားအလုပ်လုပ်ဖို့အတွက်အခွင့်အလမ်းမရှိဘူးကုသိုလ်အရှင်ဝါကြောင့်လူဖြစ်လာပြီးကုသိုလ်ကမှစိတ်မဝင်စားရင်ရအောင်မယူနိုင်ရင်ဒီခန္ဓာကြီးကျွေးရတာဟာရရန်ပြောရရင်တော့နွားတစ်ကောင်ကိုကျွေးရတာကမှခိုင်းလို့ရသေးတယ်ဒီခန္ဓာကြီးကတနေ့နှစ်ထက်မကကြွေးထားရတဲ့နေစားခန္ဓာကြီးနော်လကစားခန္ဓာမဟုတ်ဘူးနေစားခန္ဓာကြီးကိုနှိတွက်ကြအောင် လေစားကြအောင်ခိုင်းပေးမှရမှာကျွေးရကျွတ်နဲ့အောင်များများခိုင်းပေးအချိန်တန်ရင်မရဏလက်ထဲကိုပြန်အပ်လိုက်ရမှာမရဏလက်ထဲပြန်မအပ်ရသေးရင်ဘဝရဲ့အကြောင်းအကျိုးတရားတွေကိုကောင်းမှုတရားတွေကိုနေ့စဉ်နဲ့မျှနေထွက်ခံအောင်မြဲမြဲထွက်ယူရမယ်။အိုနာတေထက်ငါကပဲလက်ဦးစီရမယ်ဟဲ့လို့စိတ်ခွန်အားကိုတင်းပြီးတော့တရက်တရက်ကိုတတတတလောက်တန်ဖိုးထပ်ပြီးကောင်းမှုဆန်းအားတွေကိုနေ့စဉ်နဲ့မျှကြိုးစားအားထုတ်နိုင်ကြပါစေ။